သရမင်းကြီးကစတုထမြောင်အိမ်မက်ကိုမြတ်စွာဘုရားကိုရှောက်ကြတယ်ရှင်ပြားတဲ့နောက်အိမ်မက်တစ်ခုကတော့တပည့်တော်မက်တာဝန်ထမ်းနိုင်တဲ့ခွန်အားပလရှိပြီးတော့ဝန်တုပ်ဝန်ပိုးကိုထမ်းနိုင်လောက်တဲ့အရွယ်ရောက်တဲ့လုံရတန်တန်နဲ့ပြည့်စုံတောင်တင်းခိုင်မာတဲ့နွားကြီးတွေရှိတယ်ဗျာဝန်ယုံနိုင်တဲ့နွားကြီးတွေအဲ့ဒီမှာအဲ့ဒီလိုဝန်ယုံနိုင်တဲ့နွားကြီးတွေကိုလဲ ဒီတဘိုးမှာမကပဲနဲ့နွားပေါက်ဆလေးတွေကိုတဘိုးမှာကနွားကြီးတွေကိုဖြုတ်ပြစ်ဖြုတ်ပြစ်ပြီးတော့ဘာမှဝန်မယုံနိုင်တဲ့နွားပေါက်ဆလေးတွေကိုတဘိုးမှာကတယ်အဲ့ဒါလို့ကပြီးတော့ဝန်ထုတ်တွေတင်ပြီးတော့လှဲကိုယုံခိုင်းနေတယ်အဲ့လိုယုံခိုင်းတဲ့အခါမှာလှဲတွေကလုံးဝမရွေ့ဘူးတဲ့နွားလေးတွေကမသွားနိုင်ကြဘူးမယုံခံပြီးတော့နေကြတယ်ဝန်တို့ကို မဆောင်ရနိုင်တဲ့အနေအထားမျိုးတွေတပည့်တော်အိမ်မက်တဲ့မက်တဲ့တဲ့လှဲကလည်းတပိန်တလိမ့်မှမလိမ့်မယ်နဲ့ဒီလိုနေတာသို့တော်လည်းပဲနွားကြီးတွေရှိရတဲ့အတိုင်းနွားကြီးတွေဖယ်ပြစ်ပြီးနွားပေါက်စလေးကကတာကပြီးတော့လှဲနဲ့မောင်းတာကိုတပည့်တော်မြင်ခဲ့ရအဲ့ဒါဟာတပည့်တော်စရုထမြောက်မြင်မက်တဲ့အိမ်မက်ပါပဲအဲ့ဒီအိမ်မက်ရဲ့အကျိုးအပြစ်ကရောဘာဖြစ်နိုင်တော့ဆိုတော့မြတ်စွာဘုရားဒီအိမ်မက်ရဲ့အကျိုးအပြစ်ကဟာလဲပဲတဲ့ အခုဖြစ်မဲ့ဟာမဟုတ်ဘူးတဲ့နောက်တစ်ခေတ်ရောက်လာတဲ့အခါကျတော့ဒီကိုချင်းတရားကင်းမဲ့တဲ့တရားဓမ္မနဲ့အုပ်ဆိုးမှုမပြုတ်ကြတဲ့မင်းဆိုးရာစာတွေလက်ထက်ရောက်လာလို့ရှိရင်ဒါမျိုးဟာဖြစ်လာနိုင်တယ်ပေါ့။နောင်ရောက်လာလို့ရှိရင်လူလောကထဲမှာတရားဥပဒေနဲ့အညီမင်းချင်းတရားတို့အဲ့ဒါလို့တရားဥပဒေနဲ့အညီအုပ်ဆိုးလို့မရှိတဲ့ မင်းနေရဲ့လက်ထက်မှာမင်းမှုတန်းနေဟာတကယ်ပညာရှိပြီးအစင်လာကောင်းတယ်အစင်လာနဲ့ပြည့်စုံပြီးတော့မင်းမှုတန်းတဲ့ရှိလျားတဲ့အသိပညာကျွယ်ဝတဲ့ဒီဆောင်ရွက်နိုင်စွမ်းရှိတဲ့အမတ်ကြီးတွေကိုຢာတူးမပေးဘူးတဲ့ຢာတူးကဖြုတ်ပစ်တယ်ခန္ဓာကဝန်ဆန်းနိုင်တဲ့နွားတွေကိုတဘိုးကနေဖြုတ်ပစ်တယ်လို့ပဲအဲဒီလိုတကယ်ကို ထမ်းဆောင်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့မျိုးရိုးကောင်းတဲ့ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုຢ່າဒူးမပေးဘူးတဲ့ဒါတွေမကဘူးတရားယုံနေမှာလည်းပဲဒီပညာရှိပြီးတော့တရားဥတွေကျွမ်းကျင်တဲ့တကယ်တရားသူကြီးတွေကိုຢ່າဒူးခန့်ထားခြင်းမပြုဘဲနဲ့ဥပရေရေရာကျွမ်းကျင်တဲ့လူတွေကိုမခန့်ထားဘဲနဲ့အေးဥပရေမကျွမ်းကျင်တဲ့လူငယ်လူရွယ်တွေကို ယာဓုခန့်ထားကြတယ်တရားယုံနေမှာအဲ့လိုယာဓုအပြောင်းလဲတွေလုပ်ပြီးတကယ်ပညာရှိတဲ့ပုဂ္ဂိုလ်တွေကိုမခံမနဲ့ထားတယ်အဲ့လိုထားတော့ဘာတွေဖြစ်လာတော့ဆိုသူတို့ဟာမေမှုတန်းနဲ့လုံဆောင်ရမယ့်ကိစ္စတွေကိုတင့်တော်တယ်မတင့်တော်ဘူးဆိုတာတွေဘာတစ်ခုမှမသိဘူးမသိတော့အဲ့ဒီယာဓုရဲ့တောင်းဝန်ဝတရားတွေကိုထမ်းဆောင်နိုင်ခြင်းမရှိကြဘူးတဲ့ခြေပြွန်အောင်မထမ်းဆောင်နိုင်ကြဘူးအဲ့ဒီလိုမထမ်းဆောင်နိုင်တဲ့အခါကျတော့အဲ့ဒီအလုတ်ကိုသူတို့ စွန့်ခွာနေကြတယ်စွန့်ခွာသွားကြတယ်အဲ့ဒီမှာအသက်ရွယ်ကြီးတဲ့ပညာရှိအမတ်ကြီးတွေဟာမဖြစ်လာတော့ယာရုမရတဲ့အခါကျတော့အလောက်ကိုင်းမရှိတဲ့အခါကျတော့မဖြစ်တော့အေးငါတို့ဘေးဖယ်ထားလိုက်ပြီငါတို့ဟာအပြင်ရောက်သွားပြီအဲငါတို့တဲ့အရာရောက်လာလူငယ်လူရွယ်တွေကငါတို့တဲ့အရာရောက်လာတယ်ဆိုပြီးသူတို့မှာတကယ်ကြွန့်ကျင်တော်လဲပဲဘာမှဝင်ပြီးတော့မပြောကြတော့ဘူးသိပေမဲ့လို့သိတယ် ိတာကိုမပြောကြတော့ဘူးဝင်ရောက်ပြီးတော့မှမှရင်နေလှုပ်ဆောင်ကုန်ကြတယ်လှုပ်ရမယ့်ကိစ္စတွေကအကုန်တလွဲတချော်တွေဖြစ်မှမှန်ကန်မှဖြစ်တော့လုပ်ငန်းကိစ္စတွေကအောင်မြင်မှုမရှိဘူးတဲ့ဒါပြည့်အုပ်ချုပ်တဲ့မင်းတွေရဲ့ကိစ္စတွေဟာအောင်မြင်မှုမရတဲ့အခါကျတော့ဘာဖြစ်လဲမင်းတွေရဲ့လုပ်ငန်းကင်တာတွေဟာဆုပ်ယုပ်ပြက်ပြားလာတယ်ပေါ့လုပ်ငန်းတွေမအောင်မြင်တော့ဘူးမအောင်မြင်လို့ဆုပ်ယုပ်ပြက်ပြားမှုတွေဖြစ်ပေါ်လာခဲ့တယ်ဘယ်နေရာကြည့်လိုက်ကြည့်လိုက် ိုးတက်မှုမရှိဘဲနဲ့ဆုပ်ပြပြမှုတွေကြီးပဲဖြစ်လာဥပမာမဲ့တကယ်တာဝန်ထမ်းဆောင်နိုင်တဲ့ဂျုံနိုင်တဲ့နှွားကြီးတွေကိုဖြုတ်ပစ်ပြီးတော့တာဝန်ထမ်းဆောင်နိုင်လည်းမရှိတဲ့နှွားငယ်ကလေးတွေကိုတဘိုးမှာကပြီးတော့ယုံခိုင်းတဲ့အခါမှာဘာမှဝန်တော့ဝန်ဘိုးကိုမယုံနိုင်တယ်လို့ပဲတဲ့မင်းဆိုရစာကိစ္စတွေဟာအလုံးပြက်ပြားဆုပ်ယုပ်ပြီးတော့သွားတယ်နောက်တစ်ချိန်မှာဒါမျိုးတွေဖြစ်လာနိုင်တယ်အကကြီးရဲ့ဆုပ်ပြက်ပြားမှုတွေလုပ်ငန်းကိစ္စတွေမအောင်မြင်မှုတွေဟာ လို့အခြေအနေကြောင့်ဖြစ်ပေါ်လာနိုင်တယ်ဒီလိုအိမ်မက်မဲ့ခြင်းကြောင့်အင်းကြီးမှာဘာမှအန္တရာယ်မရှိဘူးအနာဂတ်မှာဒါမျိုးတွေဟာဖြစ်ပေါ်လာနိုင်တယ်ဒါကိုဆွဲပြီးတော့မက်ခြင်းသာဖြစ်တယ်လို့ဒါဖြည့်ရှင်းတယ်ပေါ့